ကျွန်တော်ကျွန်တော်ဆရာပြောတဲ့စကားလေးတစ်ခွန်းပေါ့နော်အခုချိန်ထိမှတ်မိနေကြလေးရှိရပေါ့နော်အရန်ကြိုက်လို့ပေါ့အဲ့ဒါကဘာလဲဆိုတော့ကိုဘာပဲလှုပ်ချင်လှုပ်ချင်ကိုဘာပဲလိုချင်လိုချင်နံပါတ်1အရေးကြီးဆုံးက believe in yourself ပေါ့နော်ကိုကိုယ်တိုင်ယုံကြည်မှုရှိဖို့ကအရင်ရည်ကြီးတယ် ဒါတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီစကားလေးကိုကြိုက်တယ်လို့ကျွန်တော်နောက်ထပ်ပေါ့နော်ကျွန်တော်ရဲ့ base rate တွေကိုလည်းထပ်ပြီးတော့မှမျှဝေတာရှိရပေါ့နော်။ပြီးတော့ဘာမဲ့လှုပ်ချင်လှုပ်ချင်ကိုကိုယ်တိုင်ယုံကြည်မှုရှိဖို့ကအရင်ရေးကြည့်ရပေါ့နော်။ပြီးတော့ယုံကြည်မှုရှိလာအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်လိုအပ်တဲ့ skill တွေ knowledge တွေအဲ့ဒီအရာတွေကိုထပ်ဖြည့်သွားမယ်ဆိုလို့ရှိရင်သိကြတယ်ကိုလှုပ်ဆောင်တဲ့နေရာမှာပို့ပြီးတော့မှယုံကြည်မှုတွေတိုးလာလိမ့်မယ်။အဲအဲ့ဒါဆိုရင်ယုံကြည်မှုအပြည့်နဲ့ကျွန်တော်တို့လုံနိုင်သွားလိမ့်မယ်ပေါ့နော်။ ဒါကျွန်တော်ဆရာဘာပြောလဲဆိုတော့ကိုကိုနိုင်ကယုံကြည်မှုရှိပြီဆိုလို့ရှိရင်ねကိုလိုချင်တဲ့ပန်းတိုင်းကိုတွားနေတဲ့အခါမှာလမ်းတစ်ဘက်ကိုရောက်နေခြင်းဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကချမ်းသာအောင်ကြိုးစားနေတဲ့အခါမှာကျွန်တော်တို့ကစပြီးကြိုးစားပြီဆိုရင်ကိုကိုတိုင်ချမ်းသာနေပြီဆိုပြီးတော့ mindset ထားပြီးတော့ကြိုးစားရမယ်ပေါ့နော်အဲကိုကိုတိုင်ဖြစ်ချင်တဲ့အရာတစ်ခုရှိပြီဆိုလို့ရှိရင်လည်းစလုပ်ပြီးဆိုကြတဲ့ကအဲ့ဒါကိုကိုတိုင်ကစပြီးတော့မှဖြစ်နေပြီပဲပေါ့နော်ဒါတော့နံပါတ်1အရေးကြီးဆုံးက ဘာပဲလှုပ်လို့ကိုကိုတိုင်းယုံကြည်မှုအပြည့်ရှိဖို့ကအရင်ရေးကြည့်တယ်။တချို့ဆိုလို့ရှိရင်လှုပ်တစ်ခုလှုပ်တော့မယ်ဆိုရင်ပထမဆုံးဒီတွေးမိတာကငါဖြစ်နိုင်ပါမလား၊ငါလုံနိုင်ပါမလား၊ငါဒီຢာကြီးကိုကောင်းထည်ဖော်နိုင်ပါမလားဆိုပြီးတော့မှတွေးမိတယ်ပေါ့နော်။အဲ့လိုမျိုးတွေးမဲ့အစားကျွန်တော်တို့ကကိုလိုချင်တဲ့ပန်းတိုင်းကိုဖြစ်အောင်ဘာတွေလေ့လာပြီးတော့မှဘာတွေပြင်ဆင်သွားမလဲပေါ့နော်။အဲ့ဒီຢာကိုလှုပ်ဆောင်ဖို့လိုတယ်ပေါ့နော်။ဒါမှကျွန်တော်တို့ယုံကြည်မှု level ကပို့ပို့ပြီးတော့မှမြင့်လာမှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးဆုံးကတော့ကိုကိုတိုင်းတန်မာအောင်စူးစမ်းဖို့လိုတယ်။ သေးကြတယ်ကျွန်တော်တို့အလုပ်တစ်ခုပါပဲလှုပ်ချင်လှုပ်ချင်အခက်ခဲတွေဆိုတာရှိမယ်အဆင်မပြေမှုတွေရှိမယ်ဒါပေမဲ့ကြော်ဖြတ်တဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ဒီခိုက်တန်တွေကကိုကိုတိုင်းတာမာတွေမှအကောင်းဆုံးကြော်ဖြတ်နိုင်မှာပေါ့နော်ဘလောက်ပဲခက်ခဲပါစေကိုယ့်ရဲ့ယုံကြည်မှုတွေတာမာမှုတွေနဲ့ရင်ဆိုင်ကြော်ဖြတ်နိုင်ပါလိမ့်မယ်ပြနောက်ဆုံးအရေးကြီးဆုံးကတော့ဘာပဲဖြစ်ဖြစ်အရှုံးမပေးဖို့ပါဒါတော့အလုပ်တစ်ခုလှုပ်ချင်တာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ပန်းနိုင်ကိုသွားနေတာပဲဖြစ်ဖြစ်ဥမာဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေက online ရော offline ရောလုပ်နေတယ်နောက်ပြီးတော့ branding နဲ့တိစောက်တယ် မားကတ်တင်းတွေလုပ်နေတယ်ကိုကိုလူတွေမှန်းပြီးလောက်အောင်စ조사နေတယ်ဆိုလဲအရှုံးမပေးပါနဲ့သိကြတယ်အချင်းတစ်ခုရောက်လာတဲ့အခါမှာကိုကိုလူတွေတိလာလိုက်မယ်မှတ်မိလာလိုက်မယ်ပေါ့နော်ကိုကိုတိုင်ကတော့ဘာရေလောက်အောင်လဲဆိုတော့နီလန်းတွေကိုဘောင်းဆောင်ရှာဖွေပါဘလို့နီလန်းတွေနဲ့သွားမလဲဆိုတာစူးစမ်းပါဒါဆိုလို့ရှိရင်သိကြရတယ်အချင်းတစ်ခုရောက်လာတဲ့အခါမှာကိုကိုလူတွေပို့ပြီးတော့မှတိလာလိုက်မယ်ကိုလုံနေတဲ့ຢာတွေရလက်တွေကဖြည်းဖြည်းချင်းမြင်လာပါလိမ့်မယ်ဒါတော့မှအရှုံးမပေးပါနဲ့ဒါကြောင့်မလို့မိတ်ဆွေကအလုပ်တစ်ခုလုပ်တာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ဘန်းတိုင်းကိုရောက်အောင်စူးစမ်းနေတာပဲဖြစ်ဖြစ်ပေါ့နော်ဒီ၃ချက်ကို မမေ့ဖို့ရည်ရည်ကြီးတယ်။နံပါတ်၁ကိုကိုယ်တိုင်ယုံကြည်မှုရှိပါ။ကိုကိုယ်တိုင်တန်ပါအောင်စူးစမ်းပါ။အရှုံးမပေးမနဲ့စူးစမ်းပါ။ကျေးဇူးများတင်ပါတယ်။